ဟယ်လိုမင်္ဂလာပါဒီပါဗျာဒီဆဲတယ်ပေါ့နော်ကျွန်တော်တို့ဒီဖြန့်ဖြူးနေတဲ့ဆဲတယ်ပေါ့ဒီမှာနော်ဆဲတယ်မတော်ဆဲတယ်တော့ဒီမှာဒီမှာရှင်လဲဟောတော့ဆဲတယ်နော်ယက်ဆဲတယ်ဒီမှာဒီမှာဆဲတယ်ပေါ့ ီမှာရာဒိုစီဆိုရတော့အမာတွေပေါ့ဗျာမြန်မာနိုင်ငံကနေပြီးတော့ကျွန်တော်ဆီမှာမာထားတဲ့လူတွေပေါ့ဒီ order တင်ထားတဲ့လူတွေအများစု order တင်ထားတဲ့ဟာတွေပေါ့ဒီ order တွေကိုကျွန်တော်တို့အများစုရအောင်ပို့ပေးပါမယ်ဒီ app တို့အတွက်မှာပဲကျွန်တော်တို့လေယာဉ်နဲ့အများဆုံးရအောင်ပို့ပေးသွားမယ်ကျွန်တော်တို့ဒီမှာ order တင်ထားတဲ့လူတွေကို ဒီရရရှင်ပဲကျွန်တော်တို့စီမံ order တင်ထားတဲ့လူကိုအဓိကဦးစားပေးပြီးတော့ကျွန်တော်တို့ပေးမယ်ကျွန်တော်စီမံ order တင်ထားတဲ့ဒီဆဲတွေကိုလည်းလူတွေကမေးနေကြတယ်ဗျာကိုယ်ဆဲရတော့မလားရတော့မလားရမယ်တော့အခုမကြဘူးမကြတော့ဘူးเนาะရတော့မယ်ဒီမှာကျွန်တော်ရဲ့ဒီဖောက်တည်ရဲ့မြန်တဲ့အတိုင်းပဲဒီမှာကျွန်တော်တို့ပို့မှာအခုပို့မှာပဲမနေ့ပြန်လာဆိုရင်ကျွန်တော်ပို့လိုက်မယ်ဒီဆဲတွေကိုဒါဆိုရင်ဂျမ်းမှာနှစ်ရက်လောက်ဆိုရင်တော့လေရင်နဲ့ဆိုရင်တော့ပိတ်မကြဘူးရတော့မှာ ရရရရှင်ပဲကျွန်တော်တို့ဆီမှာ order တင်ထားတဲ့ဒီဖားတီတွေကိုကျွန်တော်တို့အများဆုံးပို့ပေးမယ်။ပြီးရင်နောက်ထပ်ဒီလူတွေကိုလည်းမာယူမဲ့လူတွေကိုလည်းကျွန်တော်တို့ပေးပါဖို့နော်။ရအောင်လို့စီစဉ်ပေးပါကျွန်တော်တို့ကနောက်ထပ်မာမဲ့လူတွေရှိရင်လည်းကျွန်တော်တို့ဆီကိုဆက်ပြလာပါကျွန်တော်တို့ဒီဆမ်ပီယံလုပ်ပေးပါမယ်။တကယ်လို့ဒီ order တွေဒီ order တွေကိုပို့လိုက်လို့ကျွန်တော်ကမလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်နောက်ထပ်အပိုက်ဖို့ကျွန်တော်တို့ကဒီနောက်ထပ်အပိုက်ပို့ပေးမယ်။ ပူဇော်တော့မလို့ဘူးကျွန်တော်တို့အကုန်လုံးအဆင်ပြေအောင်လုပ်ပေးမယ်နော်ဆေးတွေဟာအပေးတဲ့ဒီကျွန်တော်တို့အပေးယုံကြည်ပြီးတော့အပေးတဲ့ဒီတရားရှင်စီတိုင်းကိုလည်းကျွန်တော်တို့ကကြီးစုတင်ပါတယ်လို့အကုန်လုံးကိုဒီကျွန်တော်တို့စီမာဒီဆေးတွေမှာပေးကြတဲ့ဒီကျွန်တော်ရဲ့ဖားတီတွေပေါ့နော်ဒီဖားတီတွေကိုကြီးစုတင်ပါတယ်လို့ဟုတ်ကဲ့ပါဒီတော့ပါပဲအများကြီးတော့ပြောကြမှာရှိပါဘူး ျွန်တော်ဒီဆေးတွေကိုမနေ့ပြန်လာဆိုရင်မနေ့ပြန်လာဆိုရင်ကျွန်တော်နေ့လေးလောက်သွားပို့လိုက်ပြီးတော့မှဒီဒဲနေရဲ့တို့ပြဲမှာရအောင်ကျွန်တော်မိုက်ရွှေလက်ထဲကိုရအောင်ကျွန်တော်ပို့ပေးရမယ်နော်ဆေးတွေဒီမှာကျွန်တော်ဖြန့်ပြနေတဲ့ဆေးငါးမျိုးနောက်ထပ်လည်းကျွန်တော်တို့ကအရှင်နေကြည့်ပြီးတော့နောက်ထပ်ဆေးတွေလည်းကျွန်တော်တို့ကဟိုအရှင်နေကိုကြည့်ပြီးတော့ကျွန်တော်တို့တင်ပို့သွားမယ်နော်ဟုတ်ကဲ့ပါအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်